ီမိုကရက်မြန်မာအသံ TVB ရဲ့မလ9ရက်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်။ ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့သမရပူတင်နဲ့စစ်ကောင်စောင့်တွေ့ဆုံပြီးအသေးစားနျူကလ িয়ার ဓာတ်အပင်စစ်ရုံတိဆောက်ရေးအပါဝင်စာချုပ်တွေချုပ်ဆိုခဲ့တဲ့သတင်း၊ညောင်တုံးမအူပင်နဲ့ရန်ကုန်မှာငလင်လုခတ်သွားတဲ့သတင်းနဲ့ကြောက်ဖြူရှိစစ်ကောင်စီတပ်စခန်း၄ခုကိုအေအေကသိမ်းပိုက်လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ရရှားနိုင်ငံကိုချစ်ကြည်ရခရီးသွားရောက်နေတဲ့မြန်မာစစ်ကောင်စောင့်ဗိုလ်ချုပ်မူဂျင်းမင်းအောင်လှိုင်ဟာရရှားသမ္မတပူတင်နဲ့မတ်လ၄ရက်ညနေပိုင်းကမော်စကိုမှာတွေ့ဆုံပြီးမြန်မာ နိုင်ငံမှာအသေးစားနျူကလ িয়ার တပ်အပင်းစစ်ရုံဆောက်လုပ်ဖို့အပါအဝင်နှစ်နိုင်ငံသဘောတူညီချက်စာချုပ်တွေလက်မှတ်ရေးထိုးပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ရုရှားနဲ့မြန်မာနှစ်နိုင်ငံကြားမှာစိတ်ချယုံကြည်ရတဲ့ဆက်ဆံရေးလည်းရှိပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအကောင့်ထဲပေါ်ဆောင်ရွက်မှုကိုအဓိကထားဆွေးနွေးခြင်းတဲ့အကြောင်းရုရှားကမြန်မာစီးပွားရေးအခန်းကဏ္ဍမှာလည်းအကူအညီပေးနေတယ်လို့မြန်မာနိုင်ငံပြည်တွင်းရေးအခြေအနေကောင်းမွန်စေဖို့အတွက်ကိုလည်းထောက်ခံအားပေးနေတယ်လို့သမ္မတပူတင်ကပြောပါတယ်မြန်မာစစ်ကောင်ဆောင်ကလ နဲ့ရုရှားနိုင်ငံဟာမြန်မာနိုင်ငံရဲ့အရေးပါပြီးယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တယ်။ဒါကြောင့်အပြန်အလှန်ယုံကြည်မှုနားလည်မှုလေးစားမှုတွေနဲ့အခြေခံတည်ဆောက်ထားတဲ့နှစ်နိုင်ငံဆက်ဆံရေးကိုတံပိုးထားတယ်လို့ပြောပါရတယ်။ဒါ့အပြင်မြန်မာစစ်ကောင်ဆောင်ကပူတင်နဲ့တွေ့ဆုံချိန်မှာဘီရင်ကြီးတပါးတဖွဲ့အလေးပြုခဲ့တယ်လို့ရုရှားဘီရင်နဲ့မြန်မာဘီရင်တို့ကြားချစ်တီးရေးနဲ့ပတ်သက်လို့ဗုဒ္ဓဗျာဒိတ်စကားမြတ်ကြားခဲ့တယ်လို့ရေးထားတဲ့စာအုပ်ကြီးတအုပ်ကိုလည်းလက်ဆောင်ပေးခဲ့ပါရတယ်။ အင်အာရီတိုင်းမဦးပင်မြို့မှာမတ်လ9ရက်မနေ့4နိုင်ကျော်လောက်ကမြေငလျင်လှုပ်ခတ်ခဲ့တာကြောင့်စိမ့်မြကန္တာဖျားဆွလွန်းထမယုံနဲ့လူနေအိမ်တချို့ပါထိခိုက်ပျက်စီးခဲ့တယ်လို့ မူဦးပင်မြို့ခံတွင်စီကသိရပါတယ်။မူဦးပင်မြို့မှာဒီမနေ့ငလျင်နဲ့နောက်ဆက်တွဲငလျင်တွင်ကြောင့်ဖုန်ကြီးကြောင့်စတဲ့ following တိုင်းနဲ့ city တစုတို့မှာထိခိုက်မှုတွေရှိထားပေမဲ့လူထိခိုက်မှုရှိတာတော့မတွေ့ရသေးပါဘူး။ကျုံပြောညောင်တုံပန်းတနော်နဲ့မူဦးပင်မြို့မှာတစ်ချိန်နဲ့လှုပ်ခတ်ခဲ့တာဖြစ်ပြီးရန်ကုန်မှာလည်းငလျင်တန်းကိုတရှိခံစားခဲ့ရပါတယ်။စကန်နဲ့ဟုံမလီမြို့အနီးမှာလည်းဒီကနေ့မွန်တက်၁၂နှစ်ကျော်လောက်ကအင်အားရချတာစကေးငါတရမငါအဆင့်ရှိအင်အားအတင်းတင်းရှိတဲ့မြင်းကလေးတစ်ခု လှုပ်သွားတယ်လို့မိုးစလဌာနကထုတ်ပြန်ပါတယ် ရှိကပွဲမတိုင်ခင်ရက်ွက်နဲ့ကြေးရအုပ်ချုပ်ရင်မှုတွေလှုပ်ကြံတပ်ဖြတ်ခရနိုင်တာကြောင့်တတိထားနေထိုင်ဖို့ပြည်ထရေးဝန်ကြီးကတတိပေးထားပါတယ်။နေပြည်တော်ပြည်ထရေးဝန်ကြီးဌာနမှာမလ၄ရက်မနေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာဒုဖို့ချုပ်ကြီးထွန်းထွန်းနောင်ကပြောဆိုခဲ့တာပါ။ရက်တီအုပ်ချုပ်ရင်မှုတွေအနေနဲ့ PDF တွေကိုအထူးတတိထားရမယ်။ဝေကျေးရလုံမှုတစ်ခုပဲမကြည့်ကြဖို့နဲ့အုပ်ချုပ်ရင်မှုတွေအနေနဲ့စစ်တပ်ရဲတွေနဲ့ချိတ်ဆက်ထားရမယ်လို့ဒုဖို့ချုပ်ကြီးထွန်းထွန်းနောင်ကပြောပါတယ်။ ရက်တီအုပ်ချုပ်ရေးမှုအများစုမှစစ်ကောင်စီနဲ့ရဲကိုတကင်းပေးပြီးစစ်မှုထမ်းကိစ္စတွေမှာငွေကြေးရယူကလူအစားထိုးတာတွေကြောင့်လောက်ကျန်တပ်ဖြတ်ခံရတာဖြစ်တယ်လို့အုပ်ချုပ်ရေးမှုတယောက်က DPP ကိုပြောပါတယ်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးမှာရက်တီအုပ်ချုပ်ရေးမှုတွေတမကထွေအုပ်ကအရာရှိတွေနဲ့ဝန်ထမ်းတွေကိုငွေကြေးတောင်းခံတာတွေမလုပ်ဖို့လည်းတတိပေးသွားတယ်လို့တတိအရင်မြစ်တွေစီကသိရပါတယ် ရခိုင်ပြည်နယ်ကြောက်ချင်မြို့အခြေဆိုင်စစ်ကောင်စီရဲ့ဒညဝရီရေတဌာနချုပ်ရဲ့ကာကင်းစခန်း၃ခုနဲ့အမှတ်၃၂ရေတပ်ရင်းရဲ့ကာကင်းစခန်းတစ်ခုကိုလည်းအရခတ်တပ်တော် AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့စီရီသတင်းရင်းမြစ်တွေနဲ့ဒေတာခံတွေစီကသိရပါတယ်။စီမော်ကျေးရွာနဲ့စိုင်ချုံကျေးရွာရှိစစ်ကောင်စီတပ်စခန်းတွေကို AA ကသိမ်းပိုက်လိုက်ပြီးတဲ့နောက်ကျေးရွာထဲမှာပိတ်မိနေတဲ့ ရွာသားတချို့ကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာဖရိုင်လတ်24ရက်ကစပြီးစစ်ကောင်စီနဲ့အေအေတို့ကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးစစ်ကောင်စီတပ်အနည်းရှိဦးကင်၊ကြက်တိန်စီမော်ဆိုင်ချုံရှောက်ချောင်းကြီးရွာအပအဝေးရွာပေါင်း20ကျော်ကတောင်းတဲ့ချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါတယ်။ အရခတ်တတော်ဟာကြောက်ဖြူနဲ့အတူစစ်တွေမြို့နယ်ကိုတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူရေကြောင်းပစ်ကူတွေနဲ့အပြင်းထန်ခုခံနေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်နဲ့စမိုးပြေပတ်ချမ်းမှာရှိနေတဲ့စိုက်ပျိုးမြေနေရာတွေမှာ ညီစပါးစိုက်ပျိုးဖို့ပြင်ဆင်နေတဲ့စစ်ရှောင်းတွေဟာစည်ရည်ပြက်လက်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။စစ်ရှောင်းစခန်းတွေမှာရိတ်ခါထောက်ပမှုမလုံလောက်တာတွေအလူရှင်ပုံမှန်မရတဲ့အနေအထားမျိုးတွေကြောင့်ကရင်နီစစ်ရှောင်းတွေဟာတိုက်ပွဲပြင်းထန်နေတဲ့မူပြေဖက်ချန်ကသူတို့လယ်တွေစီမှာညီစပါးစိုက်ဖို့ပြန်သွားကြပေမဲ့လည်းလယ်စိုက်ဖို့ရည်မရတဲ့ပြဿနာတွေကြုံတွေ့နေရတယ်လို့လယ်သမားတွေကပြောပါတယ်။ညီစပါးအတွက်လိုအပ်တဲ့ရည်ကိုမူပြေဆယ်ကနေရယူတာဖြစ်ပြီးလက်ရှိတိုက်ပွဲတွေကြောင့်မူပြေဆယ်ကရည်ဟာစိုက် ွင်းအလုံးစီကိုမရောက်တော့တာပါလက်နက်ကြီးနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်ဆေးရီပင်းနေတဲ့လက်ရလက်တံမြောင်းကပြိုနေတာဖြစ်ပြီးနှွေစပါးစိုက်ဖို့အတွက်ရေမလုံလောက်တဲ့အပြင်စိုက်ပျိုးဖို့ကုန်ကျဆေးရီတွေကအရင်ထက်မြင့်တက်သွားတဲ့အတွက်ဆစ်ဆောင်တွေလည်းစိုက်ဖို့အကူအညီလိုအပ်နေတာဖြစ်ပါတယ်ကရင်နီဒေသဟာပြီးကြတဲ့နှစ်ကရေပေးကြောင်းစပါးစိုက်ခင်းဧကပေါင်း9000ကျော်ပျက်စီးခဲ့ပြီးအခုချိန်ထိပြန်လည်စိုက်ပျိုးဖို့အတွက်မျိုးစိနဲ့ငွေကြေးပိုင်းဆိုင်ရာပြက်လက်မှုတွေကြုံတွေ့နေရဆဲပါ thank you